ဟုတ်ကဲ့ဗီဒီယိုကလစ်ရဲ့တနာရီနဲ့7မိနစ်ပေါ့နော်7မိနစ်အဲ့လောက်ဝင်းကျင်ပါအဲအဲဆရာပဲပြောသွားတဲ့လူကဝင်းကျင်မရှိဘူးဆိုတာပြောသွားတာပါနော်အဲ့ဒါယောဝဝိထုမှာလူမှာဝင်းကျင်ရှိပါတယ်ခင်ဗျာအဲယောဝဝိထု32ကိုဖတ်ကြည့်ပါ32 8မှာယောဝဝိထုအခန်းကြီး32အငယ်8မှာနော် တို့ရရလူထဲ၌ဝိညာဉ်ရှိ၏ဘုရားသခင်အသက်ရှင်စေတော်မူသဖြင့်ဉာဏ်ရှိ၏လူကြီးတို့သည်အစဉ်ပညာရှိသည်မဟုတ်အသက်ကြီးသောသူအပေါင်းတို့သည်မှန်သောတရားကိုနားလည်သည်မဟုတ်ဒါယောဘဝတ္ထုအခန်းကြီး32အငယ်8မှာပြောထားတာပါ8 9မှာနော်လူထဲတွင်ဝိညာဉ်ရှိ၏ဘုရားသခင်အသက်ရှင်စေတော်မူသဖြင့်ဉာဏ်ရှိ၏အဲ့ဒါအဲ့ဒါဘာကိုပြောတာလဲဆိုတော့ကဘာဦးကျမ်းအခန်းကြီး2အငယ်9ကိုပြောတာပါ ထို့နောက်ထာဝရဘုရားအရှင်ဘုရားသခင်သည် မြေမှုဖြင့်လူကိုပန်းစင်း၍သူဤနှကောင်းတဲ့သို့ဇီဝအသက်ကိုမှုတ်တော်မူလျင်လူသည်အသက်ရှင်သောတရားဖြစ်လေ၏ဆိုတာဝိညာဉ်ကိုမှုတ်သွင်းတာပါအဲ့ဒါအဲ့ဒီဝိညာဉ်ပါခင်ဗျာအဲ့ဒါဝိညာဉ်ပါအဲ့ဒါယောဘဝိထု32နော်အငယ်16မှာပြောတဲ့ဝိညာဉ်ဖြစ်ပါတယ်နော် Christianity မှာဝိညာဉ်ရှိပါတယ် Hindu မှာလည်းအတ္တလို့အတန်ထွက်တဲ့ အတန်ထွက်တဲ့အတ္တလို့ခေါ်တဲ့ဝိညာဉ်ရှိပါတယ်။အဲ့တော့အစ္စလာမ်ကလည်းဝိညာဉ်ရှိပါတယ်။ဗုဒ္ဓဘာသာကလည်းဗုဒ္ဓဘာသာဘာသာတစ်ခုတည်းကလည်းဝိညာဉ်ကိုတို့အဲ့ဒါအတိမတ်မပြုပါဘူး။တို့ကနာနာတဲ့အဲ့အဲ့ဒါဒီဝိညာဉ်သက်လို့မပြောပါဘူးတို့နော်။အဲ့ဗုဒ္ဓဘာသာကဝိညာဉ်လို့မပြောပါဘူး။အဲ့ဒါခရစ်ယာန်တီကိုများစွာထိခိုက်စေပါတယ်ဝိညာဉ်မရှိဘူးလို့ပြောတာဒါဒါခရစ်ယာန်ရဲ့ဝိညာဉ်ပေါ့နော်ယုံကြည်ချက်ကိုတော်တော်ထိခိုက်ပါတယ်အဲ့ ခရစ်ဟာဝိညာဉ်အဓိကဖြစ်ပါတယ်။ဘုရားသခင်ယေရှုခရစ်တော်ကြွလာတာကအဲ့ဒီဝိညာဉ်အတွက်ကြွလာတာပါ။အဲ့ဒီဝိညာဉ်တွေစုံးမှာဆိုလို့နော်အဲဝိညာဉ်ရှာတယ်ဝိညာဉ်ရှာတယ်ဆိုတာဝိညာဉ်ကယ်တင်ခြင်းပါနော်အဲ့ဒီဝိညာဉ်ကိုလာတာပါ။အဲ့ဒါယေရှုခရစ်တော်အသေခံတာကအသွေးသွန်းလောင်းတာကအဲ့ဒီဝိညာဉ်ရဲ့တန်ကြီးနော်လူဒီစัจ java လာကိုအကျွမ်းမဲ့အစိုးရရဲ့မိမိအသက်ဝိညာဉ်ဆုံးရှုံးလေအဘယ်ဟာနဲ့လဲနိုင်တယ်ဒီဆိုတာဝိညာဉ်ပါဗျာအဲဝိညာဉ်မရှိဘူးဆိုရင် Christianity ကြီးอ่ะ empty natti nat anatta ဖြစ်သွားပါပြီเนาะအဲ့ဒါလေးပြန်ပြင်ပြောပါကြည့်အောင်နားထောင်လိုက်ပါအမြကြီးဖြစ်တယ်ကိုခန္ဓာအမြကြီးနောက်လူကမြည်ကြီးတက်ရှိတယ်နောက်လူကမြည်တက်ရှိအမြကြီးကိုစားတယ်မြည်ကြီးမှနေတယ်နောက်တော့မြည်ကြီးသားလို့ခေါ်တယ်ဘာလဲမြည်ကြီးသားပေါင်းလို့ထာဝရဘုရားချီးမွမ်းကြလားအေးเนาะမြည်ကြီးသားတပင်းနေပါလေအလုံးမြည်ကြီးကထွက်လာမလားအုတ်ဒီပါအတိုက်တယ်ဆိုမြည်ကြီးကထွက်အလုံးမြည်ကြီးမှမြည်ကြီးကိုစားတယ်မြည်ကြီးကိုဆွဲလမ်းတယ် နော်ချော်လမြေကြီးကိုဆွဲလန်းတာတော်တော်များတယ်နော်အဲတော့ဒါမဲ့အထဲမှာဖျားသခင်မှုတ်သွင်းလိုက်တဲ့နန္ဒက်ခေါ်တယ်ပါလဲနန္ဒက်မဟုတ်ပါဘူးဝိညာဉ်အဲ့ဒါကတော့မြေကြီးအဖြစ်တာ inspiration လို့တာ inspiration လို့တာအကဘာဦးကျန်ခုနှစ်အကဘာဦးကျန်ဖြစ်တဲ့ခေါ်တော့ဒီမှာနန္ဒက်ခေါ်တယ်ခုနှစ်ပါအသက်နှစ်မျိုးရှိတယ်ဒီနေ့သရစ်ဆန်တဲ့ပြန်ပါမလာမရှိတဲ့အသက်ကပါလဲရုပ်သက်ပါလဲရုပ်သက် ရုပ်သက်နာသက်ကွဲအောင်မပြောနိုင်အဲ့ဥပဒေဟောလို့ဗျာအဲ့ရုပ်သက်ကနာသက်နဲ့မတူဘူးရုပ်သက်ကတက်တန်းတစ်ခုရှိတယ်ပြီးသေသွားရင်ပျောက်သွားပြီနာသက်ကြတော့ဖျားစီကနေမှုတ်သွင်းလိုက်တယ်အပိုင်းစားလူထဲမှာရောအဲ့ဒါဝိညာဉ်မှာအဲ့ဒါမှလူတည်အသက်ရှင်မှုတို့ပါဟုတ်ကဲ့အဲ့ဒါဝိညာဉ်လူထဲမှာနာသက်ဖျားရဲ့အသက်ထက်ဖျားရှိကြောင်းသိတယ်အဲ့ဒါဘယ်တော့မှဓမ္မယုံအသိခေါ်ပါတယ်အကုန်ဆုံးဟုတ်ကဲ့အဲ့ဒါခါဝရအသက်ပါဟုတ်ပါတယ်မှန်ပါတယ်အဲ့ဒီမှာအဲ့ဒါဝိညာဉ်မှာရှိတယ် ဝင်ဆွချပါလားလဲလဲတော့မရအောင်အဲ့အဲ့ဒီမှန်ပါတယ်ဟုတ်တယ်ဘာဖြစ်လို့လဲကိုကိုခန္ဓာကြောက်တံပိုးရှိတာဘာကြောက်လဲနံတဲ့နံတဲ့အဲနံတဲ့မခေါ်ပါဘူးနော်ဝိညာဉ်နဲ့ပြောနေဩဝိညာဉ်ဆိုပါတယ်ဩအဲဝိညာဉ်မရှိဘူးတဲ့ပြောနေတယ်ဝိညာဉ်ဆိုဝိညာဉ်မရှိရင်ယေရှုလာတာအလကားဖြစ်သွားပြီဝိဆိုတာအထူးအဲဝိသေသကအထူးဝိအဲ့ဒါကဉာဏ်ဆိုတာသိခြင်း အဲ့ဒါ interpretation မဟုတ်အဲ့ဒါ translation ပါ special knowledge ကိုပြောတာအထူးသိတာအဲ့ဒါ respond အဲ့ဒါအဲ့ဒါအဲ့ဒါဝင်ကြီးဝင်ကြီးဆိုပြီးတုံးတယ်ဟမ်နော်တကယ်တော့ကျွန်တော်တုံးတာမမှန်တဲ့စကားလုံးတွေအမှန်ပါတယ်ဝင်ကြီးအမှန်ပါတယ်အမှန်ပါတယ်အူဆရာပြောနေတာက translation ပါ interpretation မဟုတ် translation ဆိုတာအဲ့လိုဘာသာပြန်တဲ့စကားအပါဠိကိုဗမာလိုပြန်လဲအင်္ဂလိပ်ကိုဗမာလိုပြန်လဲပါဠိလိုပြန်လဲအဲ့ဒါအဝီဆိုတာအထူးသိမှုတို့ဘာလို့ဆိုတာဒါပါဠိကိုပြန်လာပါနော် ဒါ interpretation မကောဘော interpretation အ내ပြန်ခြင်းဆိုတာတန်ရှင်းသောဝိညာဉ်တော်ပါပါတယ်အဲ့ဒါဟာဝိညာဉ်ပါနော်အဲ့ဒါဆရာယူရသန်ကမီးရှာအထက်ခန်းမီးရှာ ਨੇ နော်မြန်မာပြန်ထားတာ direct translation လို့ခေါ်ပါတယ်တနည်းအားဖြင့် translation ဆိုတာဘာစကားပါ interpret လို့ခေါ်ပါတယ်အ내ပြန်ခြင်းအ내ပြန်ခြင်းတဲ့ဟာမှာနော်တန်ရှင်းသောဝိညာဉ်တော်ရဲ့မီးရှာပါပါတယ်အဲ့ဒါဝိညာဉ်ရှိပါတယ်ဝိညာဉ်မရှိဘူးဆိုရင်ကျွန်တော်တို့ Christianity ဟာ empty ဖြစ်သွားပါ ်ဗလာဖြစ်သွားပြီအဲ့ဒီဝိညာဉ်ကိုကယ်တင်ဖို့ယေရှုသက်တော်ဆွံ့တာပါအဲ့ကြည့်အောင်ဆက်ပြီးတော့အဲ့တော့ဘုရားကလည်းကျွန်တော်တရားဆွံ့နေတဲ့အခါကျတော့ကျွန်တော်ပြောတဲ့စကားတွေသူတို့နားမလည်ဖြစ်သွားဆယ်တဲ့ကယူသုံးလိုက်တဲ့အခါမှာသူကသူ့သူနားလည်သူသုံးသွားတာရှိမဟုတ်ပါဘူးသူနားလည်သူလို့သုံးတာဒါဆရာဥသံဟိုဒါဟိုဟိုနေ့လောက်တာပေါ့နော်ဟိုဟို ignore လုပ်တဲ့သဘောပေါ့နော်အဲ့ဆရာဥသံကအထက်ခံမီးရံနဲ့လာတာပါ နော်ဆရာကြီးဥသက်တန်ရဲ့တုံးထားတဲ့အတုံးနှုံးနေရကိုနားမလဲတာပဲဖြစ်တယ်ကိုညံမမိတာပဲဖြစ်တယ်တန်ရှင်သောဝိညာဉ်တော်မပေါ်ပြတာပဲဖြစ်တယ်ဆရာယူသာဘေဒုတလုံးမှမမှားဘူးဆရာယူသန်ကကိုနားမလဲတာကိုနားမလဲဘူးလို့ဝန်မခံပဲဆရာယူရတန်ကအဲတုံးတာရလွယ်အလွယ်ယူသုံးတယ်ဆိုပြီးတော့ဒါစော်ကားတာပေါ့နော်ဒါတော့ကျွန်တော်တို့လက်မခံပါဘူးနော်ဝိညာဉ်လို့ပြောရတဲ့နာဝိညာဉ်လို့ပြောဟုတ် အဲ့ဒါဒါဆရာဝန်ကြီးဒါဒါသူပါပြောတာဆိုဆရာယူရတာတုံးသွားတယ်ဝင်ကျင်လို့တုံးတာမှားတယ်ဆိုတော့ပုံနာံပြောနေတာအဲ့တော့အာမမှားပါဘူးနော်ဆရာယူရတာကအထက်ခန်းကမီးရှာနဲ့လာတာပါနော်အခုဆရာသမားပြောနေတာက translation ပါ language translation ပါနော်ဆရာယူရတာ interpretation ပါအ내ပြန်လာပါအ내ပြန်လာနဲ့ဘာသာပြန်လာနဲ့မတူပါဘူးခင်ဗျာအဲအဲ့ဒါဝိညာဉ်ပါဝိညာဉ်မရှိဘူးဆိုခရစ်ယာန်တီက0ဖြစ်သွားပြီ 哎，苗呢要大，文人没秀水哎可以啊，也叶秀过哥这样，苗呢要大，把路也修啊，哎，文你我拉改了，文你给点呢，哎，你多拉对看了吧？那们做啊，不晓我怎么有呢呢，没做表，有呢呢，有呢呢。哎，然后有谁呢，难谁呢，谁个有白骨家的，难白骨家的，东方不可以多少啊。啊，这是呢，有生呢，难生呢，多少白白家？有生多少门，难生多少门？有呢呢，为啥？ ကွဲသွားရင်နန်းတသက်ယုတ်ကတသက်ဖြစ်သွားအဲ့တဘောအဲ့တော့ကျမ်းစာတော့ပြောရခန္ဓာစိတ်ဝိညာဉ်သုံးပိုင်းခွဲတာပေါ့နော်အဲ့တော့တကယ်တော့လူဟာနန်းတက်နော်နန်းတက်လို့ပြောပုံမှန်တယ်ဖရားရဲ့အသက်ဖရားရဲ့အသက်အဲ့ဒီဒါဖရားနဲ့အမျိုးတူသွားတယ်ဖရားရဲ့အမျိုးတူတယ်နော်ဖရားနဲ့အမျိုးတူတယ်အဲ့တော့ဖရားနဲ့ဆက်သွယ်လို့ရဖရားပြောတော့နားလေတယ် ိုလည်းဖះကိုပြန်ဆက်သွယ်လို့ညာအမျိုးသားတူတယ်နော်ဒါကြောင့်မလို့ဆက်သွယ်လာလူဟာလူဟာဆက်သွယ်လို့မင်းလူဟာဝိညာဉ်ရှိတယ်လူဟာဝိညာဉ်ရှိတယ်ကျွန်တော်ပြောတယ်နော်ကျွန်တော်တခါလေးကျွန်တော်လည်းပြောလိုက်ကြစမ်းပါအဲ့လိုပြောနေလူဟာဝိညာဉ်ဒီကလူဟာဝိညာဉ်ရှိတာမဟုတ်လူဟာနာဝိညာဉ်ဖြစ်တယ်ဝိညာဉ်ရှိတာမဟုတ်ဘူးလူဟာနာဝိညာဉ်တကယ်ကိုအခုဖန်တော့မှကြည့်လို့မြင်ရတာကိုအစ်စ်မဟုတ်ဘူးအဲ့ဒါကိုရဲ့ရုပ်အဲ့ဒါအဲ့ဆရာသမားအဲ့ဒါဟိုဖြစ်သွားပြီဘယ်လိုခေါ် religious sacramentism ဖြစ်သွားပြီ religious secretarism ဆိုတာဗုဒ္ဓဘာသာရဲ့ဟိုတရားဒေသနာတွေနဲ့သွားရောကိုနော်ဗုဒ္ဓဘာသာကိုရှင်းပြကျင်တာလဲခရစ်ယာန်ပျက်စီးသွားတာပေါ့နော်အ내ပြန်နေမှားတာပေါ့နော်ဒါအ내ပြန်လာမဟုတ်ပါဘူးဒါအနန္တတို့ဝိညာဉ်တို့ကခရစ်ယာန်မှာတည်တာဇာတိပဂရိကိုတမျိုးဝိညာဉ်ပဂရိကိုတမျိုးရှိတယ်ဆိုဝိညာဉ်ဆိုတာရှိပါတယ်အဲဝိညာဉ်မရှိဘူးဆိုခရစ်ယာန်တည်းကညောင်းနေရောက်သွားပါပြီဟဲ့ လူဒီဆက်ကြော်တာအကျွမ်းမဲ့အစိုးရရဲ့မိမိအသက်ဝိညာဉ်ဆုံးရှုံးနေအဘယ်ဂျေဇုရှိသနည်းဆိုယေရှုခရစ်တော်အဲ့ဒီဝိညာဉ်တွေကိုကယ်တင်ဖို့အတွက်လာတာပါအဲ့ဒီဝိညာဉ်တွေကိုတန်ဖိုးထားတာအဲ့အတွက်သူ့ရဲ့အသွေးသွန်းလောင်းတဲ့တက်တော်သူ့ကိုယ်တိုင်ဆွတ်တာဖြစ်ပါတယ်အဲ God bless you everybody နော်အဲ့ဒါလေးပါဗျာအဲ့ဒါအာကဘာဦးချန်းနှစ်ခုနှစ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့အာယောဘဝိထု32အငယ်8 9နဲ့အဲ့ဒါခြေကြည့်ပါလူမဝိညာဉ်ရှိပါတယ် 别下头个矛盾咯，别，色，哦，娘，色，希腊了，阿是啊？咱们用字路口，喏，哎，五年嘛，咱们用字，inspiration，明白？哎，every，大佬话，喏，God bless you，everybody。